မိန်းမတယောက်ကမွေးနေ့ပွဲကိုတောင်မှအပဲအတန်ကြောက်နေရတဲ့လူတစုကဘာပေါ်မှာဘယ်နိုင်ငံမှမရှိဘူးမြန်မာပြည်မှာရှိပါတယ်နော်စစ်တပ်ခေါင်းဆောင်တွေတဲ့အဲ့ဒီစစ်တပ်ခေါင်းဆောင်တွေကိုဘောမတဲ့ကောင်တွေနော်ကြော်စိုးဦးတို့ကြော်မျိုးမင်းတို့အခုလက်ထမဒေါ်ဆန်းစုကြည်မွေးနေ့ပွဲကိုလှုပ်တဲ့တူတွေကိုဖမ်းခိုင်းမယ်ဆိုပြီးပြောနေတဲ့ဘောမကြော်မျိုးမင်းကြည်ပါပါနော်တက်တက်ရှိစေပြည်ပြီးဘာပြော ဟိုကျွန်တော်တို့ဒီနေရာမှာသူအသက်80ဆိုတော့ဦးနုရဲ့ဟိုကတော့မျိုးလုံးနဲ့သွားပြေးမြင်ပြီးရုပ်တရက်ပေါ့နော်ဦးနုအသက်80ရွယ်လောက်80လောက်ရွယ်ကြီးမှာဟို88ကိစ္စရည်နဲ့လုံးမပတ်ပြီးနောက်ဆုံးတော့လေဦးနုလည်းသူ့ဘဝဟိုဇက်သိမ်းသွားပြီးနောက်ဆုံးနိုင်ငံကြီးမှာလုံးဝတိမ်မြုပ်ပြောက်ကွယ်သွားတာမျိုးပေါ့နော်အဲ့တော့မျိုးလုံးနဲ့ပြေးမြင်ပြီးထားပါတော့ဒါဒေါ်စန်းစုကြည်ဒေါ်စန်းစုကြည်ဆိုမတူပါဘူးနော်ဟိုကဒေါ်စန်းစုကြည်ဆိုဗိုလ်ချုပ်ဆန်းရဲ့သမီးဖြစ်တော့ဦးနုနဲ့တော့မတူပါဘူးဆိုတော့ဒေါ်သူတို့တွေကအဲ့ဒါပြောလို့တူတယ်ဒီကောင်လေးအမြင်ပါလေ ြည့်ညက်တဲ့ပရမတ်ကိုကောင်းကောင်းမခွဲခြားတတ်တာနော်ဒေါ်အောင်ဆန်းစုကြည်ရဲ့တမိဖြစ်လို့လူကလက်ခံမယ်ဆိုရင်မင်းမဲ့လေအောင်ဆန်းဦးရင်ကောက်တော့ရှိတယ်လေဘာဖြစ်လို့တနေ့တနေ့ပြည်သူတွေဝိုင်းဆဲနေတာလဲအဒေါ်အောင်ဆန်းဘုကြောင့်ဆန်းသားပဲလေဘုကြောင့်အောင်ဆန်းရင်သွေးဖြစ်လို့ပြည်သူကလက်ခံတာလားလူတို့ခေါင်းဆောင်ဖြစ်နေလို့ပြည်သူကဖူးဖူးမှုန့်နေကြတာလားဆိုတော့ဒီအတိတ်လေးလောက်မှမင်းတို့အုံနောက်ထဲမှာပြည့်ညက်တဲ့ပရမတ်ကိုမင်းတို့မခွဲခြားနိုင်တာတိလားဟမ် တော့ဘိုးချုပ်အောင်ဆန်းသားသမီးဖြစ်တယ်ဆိုရင်မင်းအမေလေအောင်ဆန်းဦးမှာအမွေတောင်းနေတဲ့တဲ့ဗီဒီယိုဝိုင်းဆက်နေတာလေဟမ်ဘာဖြစ်လို့လူရမဝင်တာလဲပြောသားအဲ့လားပဲတိလားမင်းတို့တွေအဲ့လားပဲအောင်ဆန်းစကြာကူဒါမဲ့စကွေးနေဆိုတက်က80ရှိပါပြီအဲ80ပြည့်ပြီဆိုတော့သူ80ပြည့်ပြီဆိုတော့လေကျွန်တော်တို့ကတော့အော်လို့ဒီသူ့ရဲ့အသက်အရွယ်တွေကအသက်အရွယ်ထွက်လာတာတိုင်းပြည်အတွက်တိုင်းပြည်အတွက်အကုန်လုံးသက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ਨੇ ပူးပေါင်းလုပ်ရမယ်အစား တိုင်းပြည်ရဲ့အတိုက်ခံကိစ္စတွေပဲရွေးလုပ်ခဲ့တယ်လို့ကျွန်တော်ကောက်ချက်ချမိတယ်ပေါ့နော်တခါကြရင်လည်းမင်းပြောတာမှန်တယ်ဒေါ်စန်းစုကြည်ကစစ်တပ်နဲ့ပေါင်းပြီးတော့နော်ဦးဝင်းမြို့တော်မှကုမ္ပဏီဘယ်နှခုယူမလဲနိုင်ငံရေးရဲ့နားပါပြောခဲ့တာပဲဦးဝင်းမြို့လို့လို့နော်ဒီလူတယောက်ကိုတောင်မှကုမ္ပဏီဘယ်နှခုထောင်ပလဲရမလဲဒီနိုင်ငံရေးရဲ့ဖယ်ဖေးနားပြီးမလျှောက်နဲ့နိုင်ငံရေးမှာလို့ပြောခဲ့တာဒေါ်အောင်ဆန်းစုကြည်တို့လူမျိုးစုစစ်တပ်နဲ့တာပေါင်းခဲ့မယ်ဆိုဘယ်အခုဒေါ်စန်းစုကြည်ဒါကင်မလို့ဘာလို့ဆိုတာကြစ်ကြစ်တဲ့ဘီလန်နာတွေဖြစ်နေပြီလေ ဟုတ်တယ်မလားဒေါ်နန်းစုကြည်ဟုတ်တယ်စစ်တပ်နဲ့ပေါင်းပြီးမခိုးခဲ့တာမှားတာလားဟုတ်တယ်နော်ဟိုတချို့ကိစ္စတွေကနိုင်ငံရေးသမားဆိုတာလေနိုင်ငံကောင်းတဲ့ပြည်တိုင်းမဲ့အစားအဲ့နိုင်ငံတစ်ပြည်ပြည်ချင်းနိုင်ငံကိုကိုယ်နဲ့တသားတည်းဖြစ်အောင်လုပ်ရင်းနဲ့တိုင်းပြည်ပို့ပြီးတိုးတက်အောင်တွဲလို့မရဘူးလားဆိုတော့မျိုးပေါ့ဒီလူမျိုးကျွန်တော်တို့အများကြီးတွေးပါတယ်ပြီးတော့တိုင်းပြည်ရဲ့ကြောယိုးဖြစ်တဲ့တမရော်ကိုတမရော်ကိုသူကထင်းချောင်းပဲ့ပြင်ပြီးတော့တမရော်နဲ့အတူတွဲပြီးတော့တူတွဲပြီးတော့တမရော်မျိုးဆက်တတိနဲ့သူတွဲပြီးတော့သူခီးစရာမျိုးမလုပ်ဘဲနဲ့တမရော်ကို မလုတ်ဖဲနဲ့လို့ဆိုတော့မင်းတို့ပြောတဲ့အဲ့တတ်မတော်တတ်မတော်ဆိုတော့အဲ့တတ်မတော်ကောင်းဆောင်ကြီးလူစကားပြောနားလဲလားလူလူမျိုးပေါင်းတင်းလို့ရလားဟမ်လူလူမျိုးညှိနှိုင်းလို့ရလားပြောတာလို့ခံမပြောနဲ့ခိုင်ခိုင်းတာလို့ဆိုတဲ့ဟာမျိုးပဲမင်းတို့တလိမ့်ဆန်ဝါတာပဲရတာလေအဲ့တော့ပြည်သူတတ်မတော်ဆိုတာမရှိတော့တိုင်းပြည်တတ်မတော်ဆိုတာမရှိတော့စစ်ဘုတ်ချုပ်လူစုတတ်မတော်ဖြစ်နေဘယ်လိုသွားညှိမလဲလူစကားနားမလဲတဲ့တလိမ့်ဆန်နှကောင်သွားသင်ပေးရင်တော့တတ်အောင်မယ်မင်းတို့စစ်ကောင်းဆောင်တွေလူလူသွားသင်ပေးလို့ဘယ်တော့မှမတတ်ဘူး နော်အဲ့ဒါကဒေါန်သုတ္တိအမျိုးသားယဉ်ညာစီရေးဆိုတော့မူနဲ့ကင်ဆွဲလာလာဘယ်နှစ်နှစ်ရှိပြီလဲဟမ်သူ့ကိုအဲ့ဒီအမျိုးသားယဉ်ညာစီရေးမူကြောက်ပဲဘလောက်ဆဲကန်ထိတယ်ဟမ်ဟိုကြုံကြုံနေမှာတွန့်ချဖို့ကြိုးစားတဲ့အားမျိုးဒါမျိုးသွားလောက်တော့သူတွေအော်အေးတွန့်ချလို့ဟုတ်တယ် ICC မှာ ICJ မှာတွန့်ချလို့သူကိုယ်တိုင်မတော်နဲ့မတော်ကြနဲ့မတော်လို့ဟိုကဖမ်းမလားထုတ်ပြီးဖမ်းရင်တခါလဲဖမ်းလို့ကြရဆိုတော့တည့်ရတန်းလေကို ICJ ထိသွားပြီးတော့ main အမေလေးစောက်ဖို့ ကယ်တင်ခဲ့တာလေအဲ့ယေຊုအမှုပြတ်ဆက်တာပေါ့ဟုတ်လားဟုတ်လားမလားအဲ့ဒါတွန်းချတာလားအေးတွန်းချလိုက်လို့တောင်ဆန်းစုကြည်တာတွန်းချမယ်ဆိုရင်လားမလုတ်မလုတ်ဟိုဒါမျိုးတော်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 မျိုးတွေလုတ်ခဲ့မကောင်းဘူးပေါ့ဗျာဒါမျိုးကျွန်တော်ကတွေးမိရအောင်ဆိုတော့ဘာပြောကျွန်တော်တို့ကတော့မျောလင့်ထားတာတော့နိုင်ငံမှာရှိတဲ့တိုင်းပြည်မှာရှိတဲ့ထင်ရှားကြော်ကြားသူတွေနောက်တော့ကတိုင်းပြည်ဥဆောင်နိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်တွေနိုင်ငံရေးသမားတွေက တမရိုရန်သူလိုမမြင်ဘဲနဲ့တမရိုကိုတမရိုကိုယ်လက်ရုပ်ပစုနဲ့မမြင်ဘဲတမရိုနဲ့အတူတူနောက်ကျသွားတာဆက်သွားတာမျိုးကျွန်တော်တို့နောက်ကျသွားပြီးဘောဒီတိုင်းပြတမိုင်းကိုပြန်ကြည့်ရင်တမရိုမိတက်တက်မြင်ဖို့မရတော့ဘူးဒီတိုင်းပြလွတ်လိုက်ရင်တမရိုနဲ့အတူအဲ့ဒီမြင်ခွင့်မျိုးမိတက်တက်မြင်ခွင့်မရှိတော့ဘူးဒီလိုကြာပေါ်ခွာလာတာတမရိုကမိုးဝါကြာလာတာမို့မြန်မာတမရိုကလည်းမိုးဝါကြာလာတာမို့ခင်ဗျားတို့ကျွန်တော်တို့ရဲ့အိမ်ကြီးတွေပဲကျွန်တော်တို့ခင်ဗျားတို့ရဲ့သားသမီးတွေကျွန်တော်တို့ခင်ဗျားတို့ရဲ့ အဲဦးလေးတွေအတော်တွေအကိုတွေအမတွေအဲ့ဒါလိုပြည်သူပြန်တက်တာပေါ့ဖြစ်သွားကြတာဆိုတော့တသိန်းနှစ်ပေါင်း60ချီတက်လာတယ်တက်တော့တာတက်တော့တသိန်းပြည်သူတွေကပေါက်ဖွားလာလို့အဲ့ပြည်သူတွေပြန်တက်တယ်ခါရရကြရင်ကျွန်တော်တို့ကကျွန်တော်တို့ကျွန်တော်တို့ခါရတွေမိသားစုတွေနဲ့ပေါက်ဖွားသွားတဲ့တက်မတော်ကိုရန်သူလူဆက်ဆံပြီးတော့ဟိုကျွန်တော်တို့အခြားပြည်ပနိုင်ငံအကောင်တွေကိုမိတ်ဆွေလူသွားဆက်ဆံလိုက်တဲ့အထိအေးတနာဘုကောင်နော်ခမရတို့ပြည်သူကလေတကယ်ပဲတက်တာကိုတက်မတော်လေးကိုကြတော့ရန်သူလူဆက်ဆံတယ်နော်ပြည်တက်မတော်နရွက်ဆွဲလိုက်ထိုင်ထားလောက်ခိုင်းလိုက်ခမရတို့တွေမျိုးစုံနှိမ့်ဆက်တယ်သူတို့မှတနာစရာလေးကိုမှာ နော်အဲ့ဒါကြောင့်မစိတ်ဆိုးပြီးသူတို့ရွာတွေပြန်ပြီးမီးရှို့ရတာနော်စိတ်ဆိုးပြီးအရှင်လက်လက်ခမည်းတော်ပြန်ပြီးဖမ်းပြီးမီးရှို့ရတာနော်ပြီးလို့ရှိရင်စိတ်ဆိုးပြီးတော့လေဘုံလာကျဲရတာနော်သူ့မှာတနာဖို့ကောင်းတယ်ခမည်းတော်အနိုင်ကျင်းလို့သူကပြန်လှုပ်ကြတာဟုတ်တယ်မလားခိုးရေးစကားတွေကတိုက်ပြီးတိုက်ပြီးမှာရှေ့ဆက်မရတော့ခက်ခဲတားဆီးဖြစ်စီခဲ့တာတော့မကောင်းဘူးဗျာကျွန်တော်ဒါတွေမြင်မိတယ်ဆိုတော့ကျွန်တော်တို့နောင်လာမဲ့နိုင်ငံရေးသမားတွေတည်တည်နေတယ်လေဒီဒါကိုကြည့်ပြီးတော့ဒီဖြစ်စဉ်ကိုဒါတွေစဉ်းစားပြီးတော့ဟိုတမရော်ကိုရန်သူလိုဆက်ဆံမဲ့အစားတမရော်ဟာကျွန်တော်တို့ အသုံးပြုရမယ်အားပေါ့နော်အားတစ်ခုဟုတ်တယ်မကြဘူးမဘူးနဲ့ပြည်သူတက်မလို့ပြည် PDF ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေလာမယ်ပြည်သူတက်မလို့ဖြစ်မှာတော့မှာကျွန်တော်တို့ရှေ့ကိုခစ်ဆက်မဲ့ဟိုကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ဖွံ့ဖြိုးတိုးရေးလမ်းကြောင်းကြီးကတော်ရိုင်းတော်ရိုင်းမင်းကြီးလိုပဲတော်ကြီးကိုတိုးရတယ်လို့တိုးရမှာအဲ့တော့တက်မလို့ဓာတ်လိုသုံးချပြီးတော့တော်တွေကိုရှင်းပြီးတော့မှာ ိုင်းပြည်ရဲ့တိုင်းပြည်ရဲ့တိုင်းပြည်ရဲ့ဟိုဖွင့်ထုတ်တဲ့လမ်းကြောင်းကိုဖောက်သွားတယ်တိုင်းပြည်ရဲ့တိုင်းပြည်ရဲ့လှုပ်နေအမှတတ်မတော်ဒါသာဆစ်လိုက်မင်းဆစ်ဆက်ပြည်ပြီတိလားမင်းတတ်မတော်ရဲ့မင်းဒါသာဆစ်လိုက်မှာဘသူတွေဘာလို့ပေးနိုင်ကြလဲဆိုတော့မင်းကအဲအဲ့မှာကျွန်တော်ဒီနေရာမှာဟိုတော်တော်များကတော့ဟိုဒေါ်ဆန်းစုရှိကြတယ်ပြည်တော်မှနေဆိုင်ကြတဲ့သူတွေကတော့ဒေါ်ဆန်းစုကြီးဩအသက်ဆစ်ဆက်ပြည်ပြီဩအေးဩတနာပါလေသူခင်ဗျအသက်ဆစ်ဆက်ပြည်ပြီအချင်းထောင်းတော့မှနေရတယ်ဒီလိုတွေးကြလိမ့်မယ်တချို့ကြတော့ဒေါ်ဆန်းစုကြီးကိုအတုံးချပြီးတော့နိုင်ငံရေးမှာအတုံးချပြီးတော့တခါတည်းကိုလိုချင်တဲ့နိုင်ငံရေးအကွက်ရွှေ့ဖို့တော့ကိုလောဘတွေနဲ့တုံးချပြီးတော့မြောက်ပေးကြတာပါ ခဲရောင်ကြားဘူးတွေပေါ့ရွာရီတရွာရွာရီရွာရီမှာငယ်ရောခဲရောင်ရွာရီမှာမြို့ရီမှာတင်ကြားဘူးလိမ့်မယ်တငယ်ချင်းတွေခေါ်လာဖျောက်ချာချာချာဖျောက်ချာဆိုပြီးတော့တငယ်ချင်းတွေချခိုင်းကိုကဘေးကကြည့်ပြီးမြောက်ပေးတာကိုကဘေးကမြောက်ပေးနေအနိုင်ရအနိုင်ရအတိအကျမှာကိုဝင်ပါပြီးတော့အဲငါတို့ငါအောင်ဆောင်လိုက်တာကွာဆိုပြီးလုပ်တဲ့လူတန်းသားမျိုးတွေခင်ဗျားတို့ကိုတငယ်ချင်းအပေါင်းအသင်းသားပဲမိတ်ဆွေချားတော့မြင်မှုတော့ပေါ့လားအခုလည်းအခုအဲ့ဒီလိုရမျိုးကိုဘသူရဲ့ဆက်လို့လဲဆိုတော့အဲမဟုတ်မြင်မှုတော့အဲ့လိုကောင်မျိုးတွေရောလူရောက်ဝင်လာအဲ့လိုကောင်မျိုးတွေကိုနောက်ထပ်အဲ့တငယ်ချင်းတွေရောဆက်သုံးလာနော် အန်ဒီပါတီဆို1990ရွေးကောက်ပွဲတက်ကဒီနေ့အချိန်ထိခင်ဗျားတို့ကန်ထုတ်လို့မရဘူးဆိုတော့အဲ့လိုမြှောက်ပေးပြီးလှုပ်တာမဟုတ်လက်တွေ့ပြည်သူကလက်ခံတာလေမင်းပြောသလိုဟဲ့အောင်ခြား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 ကွာတော့နိုင်ရမဝင်လာတဲ့ကောင်မျိုးကိုနောက်တစ်ခါအဲ့ဒီတငယ်ချင်းတွေလက်ခံတာသူ့မှာမူမမှန်တဲ့အတွက်အဲ့လိုမူမမှန်တဲ့ကောင်မျိုးကိုနောက်တစ်ခါထပ်တုံးလာအဲ့လားဖြေပဲမဆိုင်တဲ့အောင်နှိုင်းရှင်ပြလို့မရဘူးလေလူတွေမှာအုံနောက်ရှိတယ်ဒီနေ့ကပြည်သူအားလုံးကအတီတရားရှိတယ် မင်းတို့ထင်သားပါမင်းတို့ပဲအတွေးခေါ်အယူဆမင်းတို့ပဲဉာဏ်ပညာကြီးတဲ့ဒီနေ့ကပြည်သူတွေအားလုံးကငပိမ့်နေလို့မင်းတို့ထင်တယ်မလားအေးအဲ့လိုတည်းကမင်းတို့ကစရှုံးတာလား NUG CPHO ဆိုတာစလုပ်တယ်အတော်စားသူကြီးကအသက်80ပြည့်မွေးနေအဲ့ဒီ80ပြည့်မွေးနေသူကသူ80ပြည့်တာပြည့်တာပေါ့အဲ့ဒါကိုသူကတော်စားသူကြီးအသက်80ပြည့်မွေးနေနိုင်ငံရေးလှုပ်ရှားမှုလုပ်ပါဆိုတော့ထောင်ထဲမှာရောက်နေတော်စားသူကြီးကသူ့ကိုလှုပ်ရှားခိုင်းတာကြာတယ်မသိဘူးအဲ့တော့လှုပ်ရှားပါဆိုပြီးတော့အတော်မြောက်ပေးကြတယ် ်ကိုမြောက်ပေးနေတယ်မြောက်ပေးပြီးတော့စကွေးနေကြရင်ပန်းနေပန်းထွက်ခိုင်းတာတို့တခါတည်းဟိုဒေါန်စန်းတိကြီးကိုအားပေးကြောင်းဗီဒီယိုကလစ်တွေရိုက်ပြီးတော့မွေးနေ့ဆုတောင်းကြောင်းအဲဆုဆိုတဲ့စကားလုံးပါတယ်မွေးနေ့နဲ့ဆုတောင်းတာမျိုးတွေမဟုတ်မြောက်ပေးတယ်ဆိုတော့အခုအမေဒေါန်စန်းစုတီမွေးနေ့ပွဲကိုဆုတောင်းကြတယ်ဗီဒီယိုဖိုင်ကလစ်၈တောင်းအခု၈တောင်းကြော်သွားပြီနော်အဲ့ဒါလောက်ကြအဲ့၈တောင်းထဲမှာသူများမြောက်ပေးလို့လောက်ရတဲ့လူတယောက်လောက်ရှိပြပါလားသူများမြောက်ပေးလို့ဒေါန်ဆန်းစုကြည်မွေးနေ့ပွဲကိုလောက်ကတဲ့လူတယောက်တော့ပါရင်ပြတ် မပြဘဲနှိုင်ဘဲနဲ့လူတိုင်းကကိုယ်စိတ်နဲ့ကိုယ်လောက်ကြတာဆိုလို့ရှိရင်မင်းကိုမင်းကိုပြန်လို့မလားဟမ်ကြုံမျိုးမင်းဟမ်မင်းအဲ့ဒီစကားတွေမင်းပြောနေတာလူများမြောက်ပေးလို့လောက်ကြတာဆိုတော့ကဲတကယ်မြောက်ပေးလို့မဟုတ်ဘဲနဲ့ကိုယ်အသိနဲ့ကိုယ်လောက်ကြတာဆိုရင်မင်းကိုမင်းကိုမင်းမင်းမင်းမရပြန်တော်မလားစကားဆိုတာဟုတ်မှန်တဲ့စကားကိုပြောရတယ်လေကွာဟမ်အဲ့လိုမျိုးခွေးစကားတွေပြောရင်ခွေးဆက်ခင်းမရမယ်ကိုယ်မင်းကိုမရပြန်တော်မရမယ်နောက်မှထားကြုံမျိုးမင်းတိလားငါဒီရက်ပြောတာမင်းပြောတာငါ့လူမက်ရောက်ခါတာ ပါပညာမတတ်တာကောင်အေးမင်းပြောလေပညာမတတ်တာကောင်လူမိုက်စကားပြောမယ်နောက်မှတ်ထားမဟုတ်ကဟုတ်ကစကားပြောတော့မယ်ဆိုမင်းကိုမင်းကိုလိုရမှာနော်အဲ့ဒါနောက်တစ်ခုခုမဟုတ်ကဟုတ်ကပြောတော့မယ်ဆိုရင်ငါပြောတဲ့ငါမျက်နှာကိုမင်းမျက်စိနဲ့မြင်အောင်ကြည့်လိုက်ဟာဒုက္ခပဲငါမင်းငါမရတော့ရမယ်ဆိုတော့အတိတ်ကလေးကိုမင်းတိလိုက်နော်မင်းအဖေကမင်းကိုအဲ့လိုမဆုံးမခဲ့တဲ့အတွက်ငါမင်းကိုကြုံလို့ဆုံးမပေးတာတိလိုက်မင်းဘုရားလေးနေဝင်ချိန်ကောင်းအောင်လို့နော်မှတ်ထားနော်အမွေလို့လို့ဖို့ဒါပေမဲ့စုဆိုတဲ့ hash လေး hash hash key လေးနဲ့စုဆိုတာထည့်ပြီးတော့တခုခုပေါ့အဲ ရေးတာမျိုးစသဖြင့်ဒါမျိုးလုပ်ဖို့ဆိုပြီးတော့သူကလှုံ့ဆော်တယ်ဟို UNGC ရဲ့ page အုပ်စုကစလှုပ်တယ်ဆိုတော့အဲ့လှုပ်တဲ့အုပ်စုကလှုပ်သလားဆိုတော့အမေရိကန်မှာပြီးခဲ့တဲ့15ရက်နေ့တုန်းကနေလှုပ်မဲ့ဟိုဆန္ဒအဲဒေါ်စန်းသူကြီးအတွက်သက်ရှိတယ်ပြမှုနေဆူတောင်းပွဲဆိုပြီးအမေရိကန်မှာလှုပ်မဲ့ပွဲကိုလုံခြုံရေးအခြေအနေကဖျက်သိမ်းလိုက်ရပါတယ်ဆိုပဲဆိုတော့သူတို့ကြတော့အမေရိကန်မှာလုံခြုံရေးအခြေအနေကဖျက်သိမ်းပါတယ်လို့ပြောပြီးတော့မြန်မာပြည်မှာရှိတဲ့ပြည်တွင်းမှာကြံနေခဲ့တဲ့ပြည်သူတွေကြတော့ဒေါ်စန်းသူကြီးချစ်ကြတဲ့ပြည်သူတွေကြတော့ထောင်ထဲရောက်ချင်းလေရောက်ပစည်းဆိုပြီးတော့အတင်းတွန်းပို့တယ်ကြောက်ထဲတွန်းချတာ တော့ကိုယ့်ကိုထောက်ခံတဲ့သူတွေကိုယ့်ကိုထောက်ခံသူမထောက်ခံသူတော့ကိုယ်ဟိုဘာခေါ်လဲဆိုတော့ကိုယ်ကိုလက်ခံကျင်သနာလက်ခံကျင်သနာမသိတဲ့လူတွေဒီလူတွေပေါ်မှာကြောက်တုံးညကြောက်တုံးတတ်တဲ့ဗီဇာ NUGCRB NUGCRB ရှင်မှာရှိနေတာသွားတွေ့ရတယ်ဒီကောင်တွေတော့အဲ့လိုပညာမဲ့စကားတွေကိုတုံးပြီးတော့တအားလောက်တတ်တာနော်ခုနကပြောတယ်ကောအရင်ဆုံးစစ်တပ်ကစစ်ကိုဘုံကျဲချပစ်တယ်ရိုက်ပစ်တယ်စစ်တပ်လာပစ်လို့ဒီဝါကနေစစ်ကြောင်းထွက်ပစ်လို့ဆိုပြီးအဲ့ဒီဝါကိုမိချုပ်ပစ်တယ် တော့နောက်ပါပြသွားသလုံးနဲ့နေနေကစက်စက်ကိုတွားလောက်တာဟိုကပြစ်မှာပေါ့ဆိုတော့အဲ့လိုသူဟုတ်နုံးနုံးပဲဟုတ်တယ်နော်ဒါပေမဲ့ကိုနေ့ကပြောသလိုစက်တက်ကိုသွားလောက်ယုံနဲ့ယွာအောင်မီးရှို့စရာလို့လားပြည်သူကိုတတ်စရာလို့လားမဆိုင်မှုတွေလောက်တဲ့လူကလောက်တာလေလောက်တဲ့လူပဲလောက်လေမတိုက်တဲ့လူလောက်စရာအကြောင်းမရှိတာလေဒီယွာကနေထွက်ပြီးတော့စစ်ကြောင်းသွားပြစ်လို့ဒီယွာအောင်မီးရှို့မယ်ဆိုတာဒါမှန်တဲ့အလုပ်မဟုတ်ဘူးလေတေချာပြန်အုံနောက်နဲ့စဉ်းစားမယ်ဆိုဒါပေမဲ့ကိုနေ့ကပြောသလိုကိုနေ့ကလို့တိတ်ကြမင်းတို့စက်တက်ကိုသွားမလောက်နဲ့စစ်ကိုတွားမခေါ်နဲ့တွေ့ရင်မှစစ်ကိုခေါ်တော့ အဲပညာမဲ့စကားတွေအခုလည်းတွေ့တယ်မလားပြပကနေမြှောက်ပေးနေတော့ဆိုတော့ကဲပြပကမြှောက်ပေးတိုင်းလှုပ်လှုပ်เสียအကြောင်းရှိလားနောက်ဆုံးကလူတယောက်ကမွေးနေပွဲကိုကိုယ်သဘောဆန္ဒရလူတယောက်ကမွေးနေပွဲကိုဆူတောင်းတာဘာမှမဆိုင်ဘူးဘာသာအရေးကြီးမယ်ဆိုတော့အင်မတန်ကောင်းတာဒါဗုဒ္ဓဘာသာတိုင်းကြီးလူတယောက်မွေးနေပွဲကိုကောင်းမွန်မြတ်ဆိုတာဆူတောင်းပေးတာခရစ်ယာန်ရလည်းကောင်းတယ်အစ္စလမ်ရလည်းကောင်းတယ်နဲဗုဒ္ဓဘာသာရဆိုပြောเสียတော့မလို့လက်တွေ့ချက်ချက်တွေးမယ်ဆိုရင်ဂုဏ်ကပြောသလို ဒါပေမဲ့မနှုတ်ခိုင်းတာကဘာတူလဲမနှုတ်ခိုင်းတဲ့တူတာလေအပြစ်လေလှုပ်ခိုင်းတဲ့တူကအပြစ်မဟုတ်ဘူးအဲ့တော့မနှုတ်ခိုင်းတဲ့တူတွေအပြစ်ကိုပျောက်သွားအောင်မဖြစ်တယ်အာမင်းတို့ညှောက်ပေးလို့ဒီလိုလှုပ်ကတာအပီတွင်းမှာထောင်မဲကျန်တောမဲကျန်ပညာမမတွေးနိုင်တဲ့ကောင်ကတွေးလိုက်ရင်သူပြောစကားဟုတ်တယ်လို့လို့ပဲအေးဟုတ်တာပေါ့ဒီတော့ညီပါမျက်ဝေးတယ်ငါတို့ပြီးတော့မှထောင်ကြမှာပေါ့မယ်လုံးလုံးဖမ်းမဲ့လူအပြစ်မရှိတော့ဘူးပြောက်သွားစဉ်းစားကြည့်စဉ်းစားကြည့်ဘလောက်ဒီကောင်တွေရုံမှာစဉ်းစားကြည့် ဟမ်အမှန်တရားအပေါ်မှာ ရုပ်မာတဲ့အောက်တန်းသားတွေကြည့်နော်မြင်အောင်ကြည့်အခုပြည်တော်မှာကြံနေခဲ့တဲ့သူတော်တော်များတော့ဒေါ်စက်သူကြီးကိုအဲ့လိုလုပ်ဒေါ်စက်သူကြီးနဲ့ပတ်သက်ပြီးတော့မွေးနေ့တစ်ခုလုပ်ပါဆိုတဲ့ပုံစံမျိုးတွေပေါ့ဗျာကမ်ပိန်းလုပ်တဲ့ကောင်အမျိုးတွေအခုလှုံ့ဆော်နေတာသွားတွေ့ရတယ်တွေ့ရတော့ကျွန်တော်တို့ကတော့ပွင့်လို့ပြောပါမယ်မြန်မာနိုင်ငံတနန်တရားမှာရှိတဲ့ပြည်သူတွေခင်ဗျားတို့ပြောရရင်တော့တိုင်းမြန်မာနိုင်ငံထဲမှာနေထိုင်နေတယ်မြန်မာနိုင်ငံရဲ့ပြည်သူနိုင်ငံနေနေပေါ့နေထိုင်နေတယ်ဆိုရင်ချင်းချောက်ပြည်သူချင်းချောက်ဒီ UNGC ရာပြေးမြောက်ပေးတာကိုမလုပ်ကြဘူးတိုက်တွန်းချက်ဘာလို့ဆိုတော့လုပ်ရင် ဘာဖြစ်လဲဆိုတော့ခမရောပြောကြလိမ့်မယ်ဟာငါတို့ကငါတို့ဒေါက်ဆက်စုကြီးချစ်လို့ငါတို့ဆူတောင်းတော့ပဲမှန်ပါတယ်ဒါပေမဲ့ခမရောခင်ဗျားတို့ပုံမှန်ဆူတောင်းရင်ပြဿနာမရှိဘူး UGC ရ page ကမြောက်ပေးတာကိုသွားလုပ်ရင်တော့အကျန်းဖန်နဲ့ပတ်သက်တာလို့ခေါ်တယ်อืมဆိုတော့တချို့တော့ရှိတယ်အဲ့ဒါဆိုရင်ငါတို့ကငါတို့ဆူတောင်းတော့ဒီ UGC page မြောက်ပေးလို့မဟုတ်ပါဘူးလို့ခင်ဗျားတို့ပြောကြလိမ့်မယ်အဲ့ဒါဆိုလေ UGC ရ page ကိုလက်မခံပါဒေါက်ဆက်စုကြီးချမ်းမာပါစေရတယ်အဲ့လိုအဲ့လိုတော့အဲ့လိုဆိုရင်ပြဿနာမရှိဘူးခင်ဗျားတို့ကျွန်တော်တိုက်တွန်းနေတာအရင်လုပ်ချင်ရင်တော့အဲ့လိုလုပ်ပါတော့ UGC ရ page ကိုကျွန်တော်တို့လက်မခံပါတော်ဆန်းကြီးကြမှာပါသက်ရှိစေပြီးမွန်းနေ့ဟိုမွန်းနေ့ happy birthday ပါလုပ်လို့ရတယ် အဲ့ဒါဆိုတော့ခါကပြတာမရှိဘူးအခုကခင်ဗျားတို့ကပြင်းပြလို့ဆိုတော့ NUG ဆရာပေးချောမြောက်ပေးတော့သွားလုပ်ရင်ကျွန်တော်နိုင်ငံမှာဥပဒေရှိတယ်เนาะအချမ်းဖက်တိုက်ဖြစ်လို့ဥပဒေပါလေတော့ကောင်းတဲ့ဥပဒေအချမ်းဖက်မှုဖြစ်စရင်တနည်းဖြင့်လှုပ်ဆောင်အားပေးခြင်းအဲ့ဒါကြည့်နော်သူ့ပြီလို့ခိုင်းတာပြောစရာစကားလုံးမရှိတော့သူတို့ကောင်မျိုးတွေเนาะအဲ့ကျွန်တော်ပြောချင်တာကဗျာအခုတော်အောင်စန်းစုကြည်တပွားလုံးနဲ့ဒီတိုင်းပြည်တွေမြှုပ်နှံထားတာ အခုသူ့အသက်80အရွယ်အဖွားဦးဆိုတာအသက်80အရွယ်ဆိုတော့ခင်ဗျားတို့ကျွန်တော်တို့အဖိုးအဖွားတွေအိမ်မှာသမင်းအောင်ချက်နိုင်နေရလားတောင်းဆန်းစုကြီးဘဝကြီးလိုက်နော်အဲ့တော့ဒီအမျိုးသမီးပေါ့ပြည်သူတွေကထောက်ခံတယ်ချစ်ခင်တယ်အဲ့ဒီအတွက်သူ့ရဲ့မွေးနေ့ပွဲတော်မှာကိုနေ့ကပြောသလိုသူ့မွေးနေ့မှာလောက်တာလေဘယ်သူပဲမြောက်ပေးမြောက်မပေးပေါ့သူများမြောက်ပေးလို့လောက်တာလောက်လို့မလောက်လို့လေသူ့မွေးနေ့မှာဒီမွေးနေ့အတွက်ကိုစုတောင်းပေးတာလေအချမ်းဖက်နဲ့ဘာဆိုင်လဲအဲ့ဒါပေမဲ့တို့ဘက်ကဖြစ်နေတာကြည့် အဲ့တော့ဘာမှမရှိတဲ့ကတော့ဗာစပတ်ကြပြားပဲရှိတဲ့မအိုတော်မှကြောက်နေရတဲ့အောက်တန်းစားခွေးမျိုးတွေလာနော်သူတို့သူတို့မရှက်မကြောက်သူတို့ထွက်ပြောရဲတာပြောစရာစကားမရှိတော့ဒီကောင်တွေဒါကြောင့်မလို့ကျွန်တော်တို့တွေကလေကိုကြီးရထားတဲ့ပန်းတိုင်ကိုဖြောက်ဖြောက်မှမရအောင်ခြောက်ဖို့လိုတယ်အဲ့လိုရှောက်ဖို့အတွက်ကျွန်တော်တို့တွေစီးလုံးမှဖြစ်မယ်ဗျရန်သူကတအားစီးလုံးတယ်ကျွန်တော်တို့ဘက်မှမစီးလုံးအာတယောက်တစ်ပေါက်တူတစ်ပေါက်ငါတစ်ပေါက်တယောက်ကောင်းစားတယောက်မနာလို့မျိုးစုံအဲ့တော့ရန်သူကဘာဖြစ်လဲတွေးခွဲလို့တက်ရှူလို့အရန်ကောင်းတယ် အဲ့တော့ကျွန်တော်တို့တွေကဒီလိုកောင်မျိုးတွေကိုအတဲနာလीကျွန်တော်တို့ဘက်မှာစီလုံးညညွတ်စွာနဲ့ရှေ့ကိုရောက်အောင်ပို့ပြီးတော့စူးစမ်းကြလीဖြစ်ရပါမယ်เนาะဒါလေးကိုအားလုံးတဘောပေါက်ဖို့လိုပါတယ်အားလုံးအဓိကတိုင်းနှံခေါင်းဆောင်တွေအနေနဲ့အထူးသဖြင့်ပို့ပြီးတော့အတိနဲ့တတိရှိကြဖို့အရေးကြီးပါပြီ